အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာကော့စတိုရီ channel ကနေပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော် channel ကနေအခုတင်ဆက်ပေးခြင်းတဲ့ဇလန်းလေးကတော့အောင်မြတ်တာနှင့်ကိုပြောက်တက်လုံးဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ဒီဇလန်းလေးကိုမတင်ဆက်ပေးရင်မှကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့အတွက်လည်းအားလုံးကိုတောင်းဆိုလိုက်ပါစေခင်ဗျာဗကံမျိုးအောင်မှာရှိတဲ့ဇေဒီပြက်တစုပေါ်မှာတော့မောင်ကောင်းနဲ့ခွန်လာတို့နှစ်ယောက်ရင်ကြီးတွေကိုလည်းတန်ပရတ်နဲ့လည်းပုတ်တိုက်နေခဲ့ပါတယ်ဇေဒီအောက်ခြေမှာတော့ကြံတချောင်းကိုစုံရင်းနဲ့ထိုင်နေတဲ့လူကတော့ ဟာဒီမှာရင်ကြီးတွေကြံနေသေးတယ်မင်းတို့အချောင်ခွန်ရင်တော့ဒီဇေဒီမှာပဲမိုးချုပ်သွားမှာနော်နောက်မှရောင်တော်ဖွင့်ခိုင်းထားတဲ့ဇေဒီမပြည့်လို့ရက်ထက်တိုးနေရမယ်အဲ့ဒီလိုပြောပြီးတော့လဲရည်ကျဲကျဲနဲ့လုံနေကြတာပေါ့မောင်ကောင်းနဲ့ခွန်လာတို့ကလည်းသူတို့အပြစ်နဲ့သူတို့မလို့လေစောရကမတရေပဲနဲ့ချွေတတီတီကြားတဲ့အထိတန်ရှင်းရေးလုံနေတဲ့ချိန်ထီတော်အောက်ချိန်နားမှာရှိတဲ့အုတ်ခဲတလုံးကိုလည်းအပြင်ကိုချော်ထွက်သွားကြတာပေါ့ဟာအခုအထင်းမှာတစ်တာတလုံးမှလား ဟာယွန်းတက်တာလေးပါလားထုတ်ကြည်စမ်းကွာမကောင်းတော့လည်းတက်တာကိုလက်ညိုးနဲ့ကလော်ပြီးတော့ကြည့်လိုက်တော့လေအဖုံးပေါ်မှာအထွန်းတက်တည်ပါတဲ့လက်ရင်းနဲ့ရေးထားတယ်ထိုက်သူယူစီဆိုတဲ့စာတချို့လည်းမြင်လိုက်ရတာပေါ့ထိုက်သူယူစီဆိုပါလားအထဲမှာပါရှိတယ်ဖွင့်ကြည့်ဦးအာကြက်နေတယ်ဗျဩအန်းဒီဘက်မှာလေကွာမင်းကဖင်းရဖွင့်နေတော့ဘဲရမလဲဒီဦးပဲ မောင်ကောင်းကလည်းတစ်တော့လက်သေးနဲ့ခွာပြီးဖွင့်လိုက်တော့အထဲရနေခဲရောင်အလုံးလေးနှလုံးကလည်းထွက်လာခဲ့တာပေါ့အဓလုံးနှလုံးမှလားဘသူတရားများဒီလိုစီတီတဲ့ကိုထာပနာထဲ့သွားပါလိမ့်အာထာပနာမဟုတ်ဘူးကွာထိုက်သူယူစီလို့ရေးထားတာတွေ့တဲ့သူကိုယူစီခြင်းလို့နေမှာအာအကိုယူရဲယူလေဗျာကျွန်တော်တော့မယူရဲဘူးငါလည်းမယူရဲပါဘူးဟာသူရေးထားတဲ့အတိုင်းပြောပြတာ နှစ်ယောက်သားလည်းဓလုံးနှလုံးကိုကင်ဘူးတဲ့ရှိအောင်လို့ကင်ကြည့်လိုက်တဲ့အချိန်မှာတော့ဟာဟိုးနှကောင်ဘယ်ပြောက်သွားလဲဒီနှကောင်နဲ့တော့ငါစိတ်ညစ်ပါတယ်အဲ့ဒီလိုကြာရိုးရဲ့အတန်လည်းထွက်လာခဲ့တာပေါ့သူမျက်စိရှိတက်တက်မှထိုင်နေတဲ့မောင်ကောင်းနဲ့ခွန်လာတော့ကင်ထားတဲ့ဗရံများကိုကြည့်လိုက်အချင်းချင်းကြည့်လိုက်လို့ရင်းနဲ့ကြာရိုးကင်ထားတဲ့ကြံချောင်းကိုလည်းဆက်ခနဲ့ဆွဲယူလိုက်တယ်ဟာပါလေဟာအနေကင်းကြီးသေးချောက်တာလား ကြော်ရွာလဲလေးဘောမှာဝဲပြန်နေတဲ့ကြံချောင်းကိုကြည့်နေတဲ့အမြင်အာယုံတွေစူးစီးလိုက်တာပေါ့ဒါပေမဲ့လည်းဘာမှမမြင်ရတာကြောင့်လဲစိတ်ထဲမှာအနှဲငယ်စိုးရင်တော့ပြီးတော့တဘိုးကိုယူကြံချောင်းကိုလည်းရိုက်မလို့ဟန်မြင်လိုက်တယ်ဆိုရင်ပဲသူ့အရှိမှာတော့စက်ဖြဲဖြဲလုံနေတဲ့သကောင်းသားနှစ်ကောင်လည်းပေါ်လာခဲ့တာပေါ့မင်းအော်မင်းတို့ဘလို့ကြောင့်ရုတ်တရက်ကြီးကိုပြောက်သွားတာလေမုံမလွဲရောငါစီရင်ထားတဲ့ကိုပြောက်အင်းကိုတုံးလိုက်တာမလားအဘေးကကိုပြောက်အင်းရမှာလေဗျဟိုကျွန်တော်တို့ကမမြင်ရတာဒီတက်လုံးကြောင့်ဗျ မောင်ကောင်လည်းအိတ်ကပ်ကိုဟားပြီးတော့အထဲမှာရှိတဲ့ဈီးစိအရွယ်လောက်ရှိတဲ့လုံးတစ်လုံးကိုလည်းလစ်ခနဲပြလိုက်တာပေါ့မှန်တယ်ကွာဒါကမင်းတို့ဘယ်ကနေရလဲဩဈေးဒီကိုတန်ရှင်းလို့နေနေနဲ့အထဲကနေထွက်လာတာဗျာဒီမှာကြည့်ကိုကြောင်ကျော်ကလည်းခွန်းလာကမ်းပြီးတဲ့ရုံးမှုကိုကျင်းနေတယ်အပေါ်မှာရေးထားတဲ့စာသားကိုလည်းမြင်တွေ့သွားခဲ့တာပေါ့ဟာထိုက်သူယူစီဆိုပါလားအဒါဆိုရင်တော့ဒီဓာတ်လုံးကိုမင်းတို့ပိုင်တာပေါ့ဩဒီကိစ္စကိုဆေးရလာရင်တော့ပြန်ပြောပါမယ်ဗျာ ျုပ်တို့သဘောနဲ့တော့မယူရဲပါဘူးဗျာမောင်ကောင်းကလည်းဓလုံးကိုယုံမှုတဲ့ပြန်ထည့်ပြီးတော့မူလနေရာမှာပြန်ထားဖို့အလုပ်ပြတော်သေးဓလုံးကဒီမလို့မထင်မရှားစေဒီမှာထပါနာထားတာကိုအဲ့ဒီအတန်နဲ့တူတူလှေကားပေါ်ကိုတက်လာတဲ့အောင်မြတ်တာကိုလည်းမြင်လဲရတာပေါ့အစီရဟိုဘယ်ကလေးကရောက်နေလဲမင်းတို့ကြာရွေးရဲ့ကြံချောင်းကိုယူပြီးစောင့်နောက်နေကလေးကရောက်နေတာဘလို့လဲကွာဈေးကြီးတွေကိုတန်ရှင်းလောက်ရတာအဆင်ပြေရဲ့လား အဆင်ပြေပါလေဆရာဟိုဒါနဲ့လေဒီထက်လုံးအเจ้าညာဆရာဘလို့သိရလဲမင်းတို့အချိန်နောက်ပြန်အင်းသုံးပြီးတော့ပျောက်သွားတဲ့အချိန်ဆရာတော့ကြောက်လာခဲ့သူမိန်းနာကတော့အရှင်အစ္စဂေါဏထွက်ရက်ပေါက်တုံးကစီရင်ခဲ့ဘူးတဲ့ဗျာသားအေဓာတ်လုံးနှလုံးကလေစိတ်ညက်ညီမဇေဒီနဲ့တမိုင်ပတ်ချလဲအတွင်းထဲမှာရှိတယ်တဲ့အဲဒါကြောင့်လေတမိုင်ပတ်ချလဲအတွင်းထဲကဇေဒီတွေကိုတန်ရှင်းရေးလှုပ်ခိုင်းခဲ့တာပဲကံကောင်းကျင်တော့မင်းတို့ကလည်းရက်ပိုင်းလောင်းနေပဲဓာတ်လုံးကိုရှာတွေးရဲ့ ။ဒါဆိုကျွန်တော်တို့ကဒီဓာတ်လုံးနဲ့ပဋ္ဌာန်းဆက်ပါလို့ရှာတွေ့တာလား။အသိဟုတ်တာပေါ့။အရှင်အင်းစကောနာဆိုတဲ့ပုဂ္ဂိုလ်ဟာဆရာတော်တောင်မှဓာတ်လုံးပဲမှာရှိတယ်ဆိုတာအရေးမဟုတ်ပဲပြောခဲ့တာ။အဲဒီဓာတ်လုံးကိုလည်းမင်းတို့ရဲ့ပညာသူအကိုဖြစ်ခဲ့ဘူးတဲ့တက်ခိုင်နဲ့တောက်ရတို့ကလည်းရှာဖွေခဲ့ဘူးတဲ့ကွာ။အောင်မြတ်သားရဲ့စကားကြောင့်လည်းမောင်ကောင်းနဲ့ခွန်လာတို့ရဲ့မျက်နှာကလည်းချက်ချင်းတည်ကြည်သွားပြီးတော့ဟန်ပန်မှုရာတွေပြောင်းလဲသွားတာပေါ့ကျွန်တော်တို့ဘလို့တာဝန်တွေထမ်းဆောင်ရမလဲဆရာ ်ဆရာသာမိတ်ပေးရင်တော့ကျွန်တော်တို့ဘာမှမဆိုလုပ်ဖို့အသင့်ပါပဲအော်ကျွန်တော်ရောပဲဆရာအကူနဲ့ဆရာသာပါရင်တော့ဘာမှမဆိုလုပ်ရဲပါခွန်လာရဲ့စကားဆုံးမှာတော့မောင်ကောင်းရဲ့နှကန်းလေးကလည်းမတိမတားလေးပြုံးသွားခဲ့တာပေါ့မင်းတို့နှစ်ယောက်ကလူငယ်ဘဝကနေလာခဲ့တာမို့လို့တခါတလေတစွတ်ထိုးဆန်ကြတယ်မဟုတ်မခံကျင်စိတ်ရှိကြတယ်ဒါအားလည်းတချို့နေရာတွေမှာအသုံးဝင်တယ်လို့တချို့နေရာတွေမှာတော့အယံအန်နေရများတယ်ကွာမင်းတို့အချိန်တော့ပြန်အင်းကိုသုံးပြီးတော့နှစ်ပေါင်းများစွာ နှစ်ရာပေါင်းများစွာကိုပြန်သွားခဲ့တာဘလောက်အန္တရာယ်များလဲဆိုတာမင်းသိလားအောင်မြတ်သားရဲ့စကားကိုလည်းမောင်ကောင်းနဲ့ခွန်လာတို့နှစ်ယောက်စလုံးတုတ်တုတ်မှပဲမလုပ်ဖဲနားထောင်နေကြတာပေါ့အေးဆရာတော်သားမင်းတို့အဖြစ်ကိုကြိုးမမြင်နိုင်ခဲ့ဘူးမင်းတို့တွေကိုမတွေးပေးခဲ့ဘူးဆိုရင်မင်းတို့ရောကြရိုးရော ခေဟောင်းထဲမှာပြိမိပြီးတော့ဘဝကုန်ဆုံးမှာပေါ့ဆရာကျွန်တော်တခုမေးလို့ရလားအချိန်လုံးညီနေတဲ့မောင်ကြယိုးကလည်းစောင်းကြောင်ထိုင်နေရာနေထပြီးတော့မေးလိုက်တာပေါ့မေးလေမောင်ကြယိုး အချိန်နောက်ပြန်ရင်အကြောင်းကိုကျွန်တော်လည်းလေ့လာဖို့ပါတယ်။ဒါကြောင့်လဲဒင်းတို့နှစ်ကောင်ကိုမထင်မှတ်ဖဲနဲ့ကူညီပေးသလိုဖြစ်သွားခဲ့။ခင်ဟောင်းကိုရောက်တော့စုံခဲ့တဲ့တရောင်းစားအကြီးကဲဆိုတာဆရာတော်နဲ့စုံခဲ့ရတယ်သူလား။ဟုတ်တယ်ကြာယူ။ဆရာတော်ကမင်းတို့ဖြစ်ကိုမြင်လို့လဲလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကကြိုပြီးတော့စီစဉ်ခဲ့။ကျွန်တော်ကအချိန်နောက်ပြန်အင်းဆွဲသလိုအနာဂတ်ကိုသွားလို့ရတဲ့အင်းလဲဆွဲလို့ရမယ်ထင်နေတာဗျ။ဒါပေမဲ့တခါမှတော့မဆန်းသက်ခဲ့ဘူး။ အေးအနာဂတ်ကိုသွားလို့ရတဲ့အင်းကလည်းဆရာတော်ကခွင့်ပြုမှသုံးလို့ရတာအဲဒါကြောင့်လည်းပြောချင်တာကတော့ဒီလိုဖြစ်ရမျိုးအခွင့်မရပဲနဲ့ဘာမှမလုပ်ဖို့ပဲအော်ကျွန်တော်တို့နားလဲပါပြီဆရာနောက်တော့လေဒီလိုအမှားမျိုးလည်းမရှိစေရတော့ဘူးလို့လေဂရိပေးပါတယ်အေးမင်းတို့နေရာကိုလည်းအခုချင်းအောင်စပြီးတော့တာဝန်တစ်ခုပေးမယ်ဒီတာဝန်ကိုဆရာတော်ကိုယ်တိုင်ပေးခိုင်းတာမလို့လေအမှားယွန်းမရှိအောင်လုပ်ဖို့တော့လို့မယ်နော်အော်ကျွန်တော်တို့ကြိုးစားမယ်ဆရာဘလို့တာဝန်မျိုးလဲဆိုတာပြောပါ အင်မင်းတို့နေရောပြရာတိတက်လုံးကိုဓမ္မယံဤစီဒီအတွင်းပတ်လန်းထဲကိုယူသွားလိမ့်မယ်။ဂူပလန်းထဲရောက်ရင်ပြရာတိတက်လုံးနှလုံးကိုလည်းတက်လုံးနဲ့ဖြစ်အောင်လုပ်ရမယ်။ဒီခကြီးကလည်းအခက်ခဲကြမ်းတမ်းနိုင်တဲ့အပြင်မထင်မှတ်ထားတဲ့ကိစ္စတွေကိုလည်းအချိန်မရွေးဖြစ်လာနိုင်နေကွ။အဲနောက်ဆုံးမင်းတို့နားလည်အောင် ပြောရမယ်ဆိုရင်နေအောင်စလုံးအသက်တည်နိုင်တဲ့အထီးလေအန္တရာယ်များတယ်ကွမင်းတို့လုံနိုင်ပါမလား အော်ကျွန်တော်တို့နဲ့ဆရာမလိုက်ခဲ့ဘူးလားဒီတက်လုံးကမင်းတို့နဲ့ပဲပဋ္ဌာန်းစာပါတာမလို့မင်းတို့ကိုယ်တိုင်ဖြည့်ရှင်းရလိမ့်မယ်အော်လုံးမယ်ဆရာဘလို့ခက်ခဲကြီးပဲရှိနေပါသေးဖြစ်အောင်ကိုလုံးအော်ကျွန်တော်လည်းအခုပြောသလိုပဲအောင်မြင်တဲ့အထိစူးစမ်းမယ်ဗျာအေးဒါဖြစ်ရင်လည်းမင်းတို့ဆုံးဖြတ်ပြီးပြီဆိုတာသိကြလားသိကြပါတယ်ဆရာကောင်းပြီလေသိကြလဲဆိုရင်တော့လည်းမင်းတို့အတွက်လိုအပ်တဲ့ကြင်ကြံမှုတွေစလုပ်ရမယ်ဒီညတကောင်းအချင်းအသင့်ဖြစ်နေပါစေ အောင်မြတ်သားလည်းစကားကိုခက်ပြက်ပြက်ပြောပြီးတော့မလန့်မကန်းမှရှိတဲ့ဂူဖရားတဆူဘက်ကိုလည်းထွက်သွားခဲ့တာပေါ့မောင်ကောင်းတို့ကလည်းတဏီကုံတန်ရှင်ကြီးလှုပ်ထားတာမလို့ညစ်ပတ်နေတဲ့ခန္ဓာကိုယ်စီကြောတန့်စင်ရအတွက်အတန်အသင့်ဝေးတဲ့ဘုံကြီးကျောင်းကိုသွားပြီးတော့ကိုလက်တန့်စင်ယောဂီဝိဆုံကလည်းတည်သက်စွာဝိဆင်ထိုင်းနေတဲ့ညတကောင်အချင်းကိုလည်းစောင့်ဆိုင်နေခဲ့လိုက်တာပေါ့လာရောင်ကလည်းပကံမြေပေါ်ကိုအတိုင်းဆမဲ့ကြောက်ရောက်နေတာကြောင့်ပဝင်းချင်းမှာရှိနေတဲ့အရာဝတ္ထုတွေကိုလည်းရှင်းလင်းစွာမြင်တွေ့နေရပါတယ် ဲ့ဒီအချိန်မှာတော့လူနှစ်ယောက်ကလည်းမောင်ကောင်းတို့ရှိတဲ့ဇေဒီကိုဖြည်းဖြည်းမှန်မှန်နဲ့လမ်းလျှောက်နေတာကိုလည်းမြင်လဲရတာပေါ့အနာကိုရောက်တော့ကြည့်လိုက်တော့လည်းဖြောင်းဆင်းနေတဲ့သဘင်ကိုတည်သက်စွာထုံးထားတဲ့ဆရာဖြစ်သူနဲ့အတူတူအနေငယ်ကောက်ကွေးနေတဲ့သဘင်ကိုတည့်ရစွာစီးနောင်ထားတဲ့မေယိုကာကာနှာတန်ဆင်းဆင်းလူတယောက်ကိုလည်းမြင်တွေ့ရတာပေါ့ကိုကိုကြရုံးမလားမောင်ကောင်းကလည်းအံ့အားတင်သွားခဲ့လေပြီလေဘာကြောင့်လဲဆိုတော့ရခင်ကသဘင်ဘုတ်တိုက်နှခမ်းမွေးမိုးစိမ်မွေးတွေနဲ့ညစ်တိညစ်ပတ်နေတဲ့သူက အခုလိုမျိုးတန်ရှင်းလိုက်တော့လေတော်ယုံကြည်ကောင်းပါလေဆိုတဲ့ယောက်ျားတွေထက်တာပို့ပြီးတော့လေခံညားနေခဲ့တယ်မလားကဲသူတို့မိတ်ဆက်ပြီးလဲပါအောင်မြတ်သားရဲ့စကားကြောင့်လေကြာရိုးတစ်ဖြစ်လဲပါလာတဲ့သူကလေမောင်ကောင်းတို့ကိုကြည်ပြီးတော့လေလှစ်ခနဲပြုံးပြညာနှခမ်းအဆောင်အောက်ကနေပဲစေခန့်ရှိတဲ့အချိန်လေးတစ်ခုပေါ်လာတာကိုလေမြင်တွေ့လိုက်ကျုံနံမေကဗျက်ကလို့ခေါ်တယ်တောင်ဝင်ကတော့ပကံမျိုးဟောင်းနေမြေတဝိုက်ကိုလာတဲ့ပုံကိုယ်တွေကိုကူညီပေးရတာပဲဟာ အခုလိုကြတော့လေကိုကြယိုးအေးကိုပြက်ကကြည်လို့ကောင်းတာပဲဗျမောင်ကောင်းရဲ့စကားကိုလေပြက်ကဘာမှပြန်မပြောပဲပြုံးဝန်တာပြုံးနေခဲ့တာပေါ့ကဲပြက်ကမင်းရောအသိဖြစ်ပြီလားဖြစ်ပါပြီဆရာဒါဆိုရင်လေရုံဏခွဲထုတ်လို့ရတဲ့ကျင့်စဉ်ကိုလည်းစကြတာပေါ့အောင်မြင်သားလည်းဇေဒီပေါ်မှာလေးတောင်ပုံစံနေရယူခိုင်းပြီးတော့နတ်ပင်ကာရာကိုရွတ်ဖက်လိုက်ရမှာတော့အရက်လေးမျက်နှာကနေမီးစလိုက်ထိုးလိုက်သလိုပဲလင်းကနေလက်ခနဲ့အယောင်တွေထွက်ပေါ်လာခဲ့ မောင်ကောင်းနဲ့ခွန်းလားမင်းတို့စိတ်တွေကိုနှစ်ဖူးအလယ်မှာစုထားကြကွာအောင်မြတ်သားလည်းကျင့်စဉ်ကိုလမ်းပြသူမလို့လဲမျက်လုံးကိုဖွင့်ထားပြီးမောင်ကောင်းနဲ့ခွန်းလာကိုဒီဇိုင်းမမတ်နဲ့အကဲခတ်နေခဲ့တာပေါ့ပြက်ကတော့တင်မလီခွေထိုင်ပြီးတော့လေပေါင်တစ်ဖက်စီပေါ်မှာလက်ညှိုးနဲ့လက်မထိတဲ့ဟန်ကိုပြုတ်လို့ပြီးတော့ငြိမ်သက်နေခဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့စိတ်ဆွမ်းအင်တွေကိုနှစ်ဖူးအလယ်တက်တဲ့ကိုပို့ထားကြဘာအကြောင်းကြောင်းနဲ့မှမျက်လုံးကိုဖွင့်မကြည့်မိစေနဲ့ ။မကောင်းတဲ့ခွန်လာတို့ကလည်းဆရာဖြစ်သူပြောတဲ့အတိုင်းမိမိတို့ရဲ့စိတ်ဆွမ်းအားတွေကိုစူးစီးနှစ်ဖူးအလေတက်တဲ့ကိုလည်းပို့လို့လိုက်တော့မဲမောင်ဖုံးနေတဲ့အမြင်အာရုံကနေမျက်စိကျိမ်းမတက်အဖြူရောင်အလင်းတွေကိုလည်းမြင်တွေ့လိုက်ရတာပေါ့။ထူးဆန်းလိုက်တာ။ဒီကလေးနှစ်ယောက်ကဘလို့ကြောင့်တထထဲကြနေတာပါလဲ။အောင်မြတ်သားကလည်းစိတ်ဟဲရနေရေရွေးနေတဲ့မောင်ကောင်းတဲ့ခွန်လာကိုကြည့်လိုက်ရမှာတော့နှစ်ယောက်လုံးစီမှာပြုံးရိပ်တွေတန်းနေတာမြင်လဲရတာပေါ့။မောင်ကောင်းခွန်လာ ငါသံကိုကြားလာကြားရင်စိတ်ထဲကနေပြန့်ဖြေကြားရတယ်ဆရာပဲ့တင်တန်လို့အတန်မျိုးနဲ့ကြားရကျွန်တော်လည်းကြားရတယ်ဆရာအကူပြောတဲ့အတန်ကိုလည်းကြားနေရတယ်မင်းတို့ရဲ့စိတ်တွေကိုထိန်းချုပ်တာအရန်တော်တယ်ကွာအခုဘလို့ခံစားနေရလဲမောင်ကောင်းအရင်ပြောစမ်းကျွန်တော်ကလီပေါ်မြောက်တက်တော့မယ့်အတိုင်းခန္ဓာကိုယ်ကပေါ့ပါနေရဆရာဒါဆိုခွန်းလားရောဘလို့ခံစားရလဲဘာမှမခံစားမိသေးဘူးဆရာအခဏလေးဆရာကျွန်တော်နှာခေါင်းလေးမှာ စိမ့်ရွှင်မွေးပြန့်နေတဲ့ရင်နှန်းတစ်ခုရနေတယ်။ခွန်လာရဲ့စကားဆုံးမှာတော့တင်မလီခွေထိုင်နေတဲ့ဗျက်ကလည်းရုတ်တရက်ထရက်လိုက်ပြီးတော့ဇေဒီအောက်ခြေမှာမလန်မကန်မှာပေါက်နေတဲ့တမပင်စီကိုပြေးဆင်းသွားခဲ့တာပေါ့။အဘာနဲ့မှမရတော့ဘူးဆရာ စိတ်ထဲအေးချမ်းနေတာပဲသိတော့တယ်။ခွန်လာရဲ့စကားဆုံးမှာတော့ဗျက်ကလည်းပြန်ရောက်ပြီးတော့မူလပုံစံအတိုင်းပြန်ထိုင်နေခဲ့တာပေါ့။အောင်မြင်သာတို့ကလည်းသကောင်ချင်းကနေအာယုံတက်ချိန်ထိတမထအကျင့်ကိုကြင့်ကြံပြီးတော့ရောင်နီပြိုးတဲ့အချိန်ရောက်တဲ့ခါမှာတော့ ဒီနေ့တော့ဒီလောက်ပဲကွာအခုတော့မင်းတို့နားလဲအောင်ငါနဲ့ပြက်ကလမ်းလျှောက်နေတဲ့စကားပြောလိုက်အောင်ဟုတ်ကဲ့ဆရာဟိုကျွန်တော်တို့လည်းတကူလုံးအားရီကုံသွားသလိုဖြစ်နေလို့ခဏကြောဆန့်နေအောင်မောင်ကောင်းနဲ့ခေါင်းလာတို့ကလည်းဇီးဒီပေါ်မှာလှဲလျောင်းနေတဲ့အချိန်အောင်မြတ်သားတို့ကလည်းလမ်းလျှောက်ထွက်ခဲ့တာပေါ့ပြက်ကကြီးညတစ်ချက်တည်းအချိန်လောက်ကဘာဖြစ်တာလဲဟိုအဥ္စာဆောင်မတရားဆရာတို့ဖြန့်ကျက်ထားတဲ့ကွန်ရက်ထဲကိုဝင်လာလို့သွားမောင်းထုတ်တာပါအညာသူတို့အချိန်ကြီးဘယ်လိုရှိလဲဆရာ အေးဒီပုံစံတိုင်းဆိုရင်တော့မကြခင်အောင်မြင်နိုင်မှာပါဆရာတပည့်တွေကထပ်ပါတယ်ဗျာကျွန်တော်တော့ဆိုရင်လည်းဒီလိုအဆင်ကိုရဖို့တစ်နှစ်တောင်ကြင့်ကြရတယ်မလားอืมမင်းလိုခတ်ဆိုးဆိုးခတ်တိတိလူကအခုလိုဖြစ်လာမယ်လို့ဘယ်သူကထင်မှလဲနော်ဖြစ်စဉ်တန်းတော့လည်းဖြစ်လာတာပေါ့ဆရာရေအဒါနဲ့လေသူတို့အတွက်ဒီစမ်းသပ်မှုကကြီးလုံးမနေဘူးလားဆရာခက်ခဲမှုကိုရင်ဆိုင်နိုင်မှသူတို့ရှိရေးတိုးတက်မှာမလား ါကြောင့်လဲဒီတာဝန်ကိုသူတို့ရဲ့ပညာကိုမြင့်မားစေမှာပေါ့အောင်မြတ်သားတို့ကလည်းစကားပြောမနဲ့လမ်းလျှောက်လာရင်နဲ့ဇေဒီကိုပြန်ရောက်လာတဲ့အချိန်မှာတော့မောင်ကောင်းနဲ့ခွန်လာတို့တရားထိုင်နေတာမြင်တွေ့လိုက်ရတယ်။ဗျက်ကတော့မောင်ကောင်းနဲ့ခွန်လာကိုအံ့အားသင့်တဲ့မျက်လုံးလေးနဲ့ကြည့်နေပေမဲ့အောင်မြတ်သားကတော့နှာခမ်းတောက်လေးတွန့်ယုံတော့ပြုံးလိုက်တော့တာပေါ့မောင်ကောင်းနဲ့ခွန်လာတို့တညာလုံးမလုံးမရှက်တမ်းတရားထိုင်နေခဲ့တာအာယုံတက်ခံလူအချိန်မှပဲသူတို့ရဲ့ခန္ဓာကိုယ်တွေကနေအခုံးငွေသဏ္ဍာန်ကိုဝါးတွေထွက်ပေါ်လာခဲ့တာပေါ့ ီမြင်ကွင်းကိုမြင်ရတဲ့အောင်မြင်သားလေးဘေးမှာထိုင်နေတဲ့ဗျက်ကောက်ကိုကြည့်ပြီးတော့လေ음အတိတ်ဘဝပါရမီခံပါလာတော့လေဒီလိုကျင့်စဉ်ဟာသူတို့တက်သိပ်ပြီးတော့မခက်ခဲခဲ့ဘူးထင်ပါတယ်မကြခင်မှာတော့အိတ်တန်းအနေနိုးထလာတဲ့ဂျင်းငတ်တို့ရဲ့အတန်နဲ့တူတူမောင်ကောင်းတဲ့ခွန်လာတို့တရားဖြုတ်ပြီးတော့ထလာခဲ့တာပေါ့မင်းတို့နှစ်ယောက်လုံးကထင်တာထက်ပိုပြီးတော့အရေးချင်းရှိကြတာပဲအာဟိုဆရာချီကျူးတာမခံယူဝင့်ပါဘူးကျွန်တော်တို့ဒီနေ့ရောကျင့်ကြံအောင်ပါလားဆရာ ။အထပ်ပြီးတော့ကြင်ညာမှုတော့လိုလိမ့်မယ်။ဒါပေမဲ့ခုတော့မဟုတ်သေးပါဘူး။ဒါဆိုကျွန်တော်တို့ဗာဆက်လုံးရမယ်ဆိုတော့ဆရာလမ်းညွန်ပေးပါ။ကိုကျင်အောင်စပြီးတော့မင်းတို့နှစ်ယောက်ရဲ့ခီးစဉ်စတင်ရတော့မယ်။ဓမ္မယံကြီးဖရာအတွင်းဘယ်ချမ်းကိုဝင်ပြီးတော့လဲတလုံးနှလုံးတလုံးနဲ့ဖြစ်အောင်လုပ်ပါ။အထဲမှာမင်းတို့စောင့်နေတဲ့သူရှိ။ဟုတ်ကဲ့ပါဆရာ။ကျွန်တော်တို့အစွမ်းရှိသလောက်စူးစမ်းပါမယ်။အခုတော့ဆရာကိုကြောပြစီဗျာ။ မောင်ကောင်းတဲ့ခုံလာတို့ကလည်းဆရာဖြစ်သူကိုထီချင်း၅ပါးနဲ့ကတော့ပြီးတော့ဗျက်ကကိုနှုတ်ဆက်ဇီဒီဘောကနေထွက်ခွာသွားခဲ့တာပေါ့အကိုဓမယန်ကြီးဖျားကိုအရင်ကရောက်ဘူးလားအာမရောက်ဘူးကွာဒါပေမဲ့လူကြီးတွေပြောတာတော့ကြားဘူးတယ်လူကြီးတွေကဘာပြောရလဲဓမယန်ကြီးဖျားအကြောက်တရားနဲ့တီးတယ်ဖျားတဲ့ဘာလို့ကြောက်တရားနဲ့တီးတယ်ဖျားလို့ပြောရလဲဆိုရင်နရတူမင်းကလည်းသူ့ရဲ့ခမီးတော်အလောင်းစီသူမင်းနဲ့အကိုတော်မင်းရှင်စိုးကိုတတ်ပြီးတော့ ထီနံရယူခဲ့ရတာမလို့လဲသူ့အပြစ်တွေကြည်အောင်ဒီဖေရကိုတီးခဲ့တာပဲအဖေရတီးတဲ့အခါမှာလဲသူကိုယ်တိုင်ကြီးကြက်ခဲ့ပြီးတော့အုတ်စီလက်ရာလဲအတော်လေးကောင်းမွန်တယ်လို့ဆိုကြအဒီကောင်ကဖေရတီးတာကိုလာစင့်ရင်လဲအုတ်တစ်ချက်နဲ့တစ်ချက်ကြားအန်နဲ့ထိုးပြီးတော့ကြည်တာလေအန်နဲ့ထိုးလို့အထဲမှာဟာနေဒီနေရာကိုတာဝန်ယူရတဲ့ပယံဘီသူကပညာသေးတွေကိုလဲတတ်ပြစ်တယ်လို့လဲစူဇမတ်ရှိခဲ့တယ်ဒါတို့ကျွန်တော်လဲကြားဘူးပါလေ ဟိုဆရာကျွန်တော်တို့ကိုပြောတဲ့စကားထဲမှာဒီခီးစဉ်ကအရန်အန်ရည်များတယ်လို့ပြောတယ်နော်။နောက်ပြီးတော့အတွင်းပတ်လန်းနဲ့ဝင်ရမယ်လို့လည်းပြောတယ်။ကျွန်တော်သိရသလောက်အတွင်းပတ်လန်းပိတ်ထားတာမလား။အေးပိတ်ထားလဲဝင်လို့ရမယ်နီးတော့ရှိမှာပါ။တခုတော့ရှိရင်နော်။ဒီအချိန်ကဖျားဘူးတွေရှိနေနိုင်တာမဟုတ်လို့ငါတို့သတိထားရမယ်။ဟုတ်ကဲ့ပါကို။ဟိုကျွန်တော်လည်းတတ်နိုင်သလောက်သတိထားပါမယ်။မကောင်းတဲ့ခွန်လာတို့ကလည်းစကားပြောမနဲ့လမ်းလျှောက်လာရင်ကားဆက်တန်ကြလို့လှည့်ကြည့်လိုက်တော့ဖျားဘူးတွေအပြစ်ပါတဲ့ကားရစီဖြစ်နေတာပေါ့ ဟာနေရာလဲပူတာနဲ့ဘယ်အထိ သွားမလို့လဲဗျဓမယံကြီးဖျားကိုသွားမလို့ပါဩဒါဖြင့်လမ်းကြုံနေလीဒီကနေဆိုရင်အဝေးကြီးလမ်းလျှောက်အောင်မလို့ကားပေါ်လာလာလာခဲ့ကြကားသမားရဲ့စကားကြောင့်လဲမောင်ကောင်းတဲ့ခွန်လာလဲကားနောက်တန်းမှာတွဲခုစီရင်လိုက်ပါတော့ခဲ့တာပေါ့ဖျားရောက်တော့လဲကားသမားကိုကျေးဇူးတင်ကြောင်းပြောပြီးဖျားတဲ့ကိုဝင်ခဲ့အပြင်မှာပူပြင်းသလားဖျားတဲ့ဝင်လိုက်တာနဲ့အေးချမ်းတဲ့ခံစားမှုကလဲစတင်ပေါ်လာတာပေါ့မောင်ကောင်းတဲ့ခွန်လာကလဲဖျားတဲ့ရောက်တာနဲ့ဥစွာကတော့ပြီးတော့လဲအထဲဘက်ကိုလှည့်ပတ်ကြည့်ရှုခဲ့ ။ဓမ္မယံကြီးဖရာရဲ့ပနတ်ပုံစံကလည်းအာနန္ဒာလှိုင်ကိုဖရာကြီးရဲ့ပနတ်ပုံစံနဲ့ဆင်တူပြီးတော့လေးမျက်နှာမှာလည်းအာယုံကံမုတ်တွေရှိတာကိုလည်းမြင်တွေ့ရတာပေါ့။ဓမ္မယံကြီးဖရာရဲ့အလဲမန်းတိုင်းပတ်ချလိုက်မှာတော့ဇင်းညံပတ်လန်နှစ်ထပ်ရှိပြီမဲ့။အတွင်ဇင်းညံပတ်လန်တစ်ခုလုံးနဲ့အပြင်ဇင်းညံပတ်လန်အတွင်နဲ့ကနေအတွင်ဇင်းညံကိုဝင်ပေါက်အားလုံးကိုလည်းအုံနဲ့အသေးပိတ်ဆို့ထားတာမြင်ရတာပေါ့။ဆရာပြောတာဒီနေရာပဲဖြစ်မယ်။မောင်ကောင်းကလည်းအသေးပိတ်ထားတဲ့အတွင်ပတ်လန်ကိုကြည့်ပြီးတော့လည်း နားနဲ့ကပ်ပြီးနားထောင်မှုအလုပ်ညီးတန်းတယ်လို့အတန်တကူကြားရတာကြောင့်နှစ်ယောက်သားကလည်းတယောက်မျက်နှာတယောက်ကြည့်လိုက်တာပေါ့ညီးတန်းတကူကြားလိုက်ရတယ်လို့ပဲဟုတ်တယ်ကိုကျွန်တော်လည်းကြားတယ်ဟာကိုဒီကအုတ်စီယာတွေကိုကြည့်ပါဘာဖြစ်လို့လဲခွန်းလိုက်အုတ်စီယာတွေကအပြင်ပတ်လန်းအုတ်စီယာတွေနဲ့မတူဘူးဗျအပြင်ပတ်လန်းအုတ်စီယာတွေကအင်္ဂလိပ်ထူပြီးတော့အတွင်းပတ်လန်းကိုပိတ်ထားတဲ့အုတ်စီယာတွေကအင်္ဂလိပ်တွေပါနေဟေးဟာမင်းပြောမှပဲငါလည်းသတိထားမိတယ်ကွာ ။နောက်ပြီးတော့နိုင်ရစီးပကြီးတွေကလည်းအပြင်ပတ်လန်းလိုက်ရတော့လည်းမကောင်းဘူးနော်။အလင်းစလို့ရေးဆွဲထားသလိုပဲ။ဒါဆိုရင်မုံမှန်တွေရောအတွင်းပတ်လန်းကိုပိတ်ခံတော့အချိန်မရလို့ခက်မြမြန်လှုပ်ခဲတာထင်တယ်။အဒါဆိုရင်တော့ဇေယျပြောသလိုပဲအထဲမှာတစ်ခုခုတော့ရှိနေလိမ့်မယ်။ကျွန်တော်တို့အထဲဝင်မလို့ကြရအောင်။အထဲဝင်မို့ဆိုရင်တော့ဆရာညာအတင်ပေးခဲ့တဲ့ရုပ်နံခွဲထုတ်တဲ့ကျင့်စဉ်ကိုသုံးရမယ်ကွ။အသေးကြတာပေါ့ကွ။ကဲတိတ်ဆိတ်တဲ့နေရာတစ်ခုကိုရွေးလိုက်ကြရအောင်။ မောင်ကောင်းတဲ့ခေါင်းလာတော့ကလည်းလူသူသိမ့်မလာတဲ့ကြောင်ကြကြနေရာတစ်ခုရွေးလိုက်ပြီးတော့ရုံနံခွဲထုတ်တဲ့ကျင့်စဉ်ကိုစတင်တာပေါ့။နိုင်ဝဲလောက်ကြတဲ့အခါမှာတော့တရားထိုင်နေတဲ့ခန္ဓာကိုယ်ကလည်းနာနှစ်ခုထွက်လာခဲ့။ဟာခန္ဓာကိုယ်ကလည်းပေါ်ပန်းနေလိုက်တာမသိရင်ဝါကွန်းစာလေးတိုင်းပဲ။ဝါကွန်းစာလုံးမနေနဲ့အထဲရောက်ရင်ဘာတွေဖြစ်နိုင်မလဲမသိနိုင်တာမလို့သတိကထောင်။မောင်ကောင်းကလည်းခေါင်းလာကိုသတိပေးအင်္ဂရိနဲ့ပိတ်ထားတဲ့အတွင်းပက်လန်းစီကိုလည်းထွက်လာခဲ့တာပေါ့။အခုဟိုမှာကြည့်ပါဦး။ ခွန်လာတဲ့မင်းငေါ်ပြတာကြောင့်လှမ်းကြည့်လိုက်တော့အတွင်းပက်လန်းအဝမှာတော့ခေါင်းပြက်လူဆဲဆဲဖြစ်နေတဲ့လူနှစ်ယောက်ပိတ်ရနေတာမြင်လဲရတာပေါ့အလားတူပဲအပြင်ပက်လန်းရှောက်လန်းထဲမှာလည်းသွေးစွန်းနေတဲ့ဝက်တွေဝက်ပြီးတော့ဥဒဟိုလျှောက်သွားနေတယ်မကျွတ်မလွတ်သေးတဲ့သူတွေကလည်းထက်ရှိနေခဲ့မကျွတ်မလွတ်သေးတဲ့သူတွေအများကြီးပါလားဒီသူတို့အာယုံမထားနဲ့ကွာအထင်းဝင်မလို့ရအောင်မောင်ကောင်းတော့ကလည်းအတွင်းပက်လန်းထဲကိုဝင်မို့တိုးကပ်သွားတဲ့ချိန်ခေါင်းပြက်လူဆဲဆဲဖြစ်နေတဲ့နှစ်ယောက်ကလည်းလက်နှစ်ဖက်ကိုဆန့်ထုတ်ပြီးတော့လဲ ဒီနေရာကိုနင်တို့ဝင်မရဘူးပြန်ကြစမ်းအဲ့ဒီလိုတားဆီးလာတဲ့အတွက်မောင်ကောင်းကလည်းလွယ်ဤသေးကနေ၃ခွက်အင်း၂ရွက်ကို၄ခောက်ခောက်ပြီးတော့လေပြစ်ချလိုက်တယ်ဆိုရင်ပဲတားဆီးနေတဲ့နှစ်ယောက်ကလည်းငဲတန်းပေါင်းအော်ပြီးတော့ထွက်ပြေးသွားခဲ့တာပေါ့မောင်ကောင်းတို့ကလည်းတားမဲ့သူမရှိတော့တဲ့အတွက်အုံနံရံကိုဖောက်ပြီးထဲဝင်လိုက်တော့ခန္ဓာကိုယ်ကလည်းရေခဲတိုက်ထဲကိုရောက်သွားသလိုအေးဆက်လာပြီးတော့ခြေပြားလက်ပြားတွေကျဉ်တက်လာခဲ့အော်အေးအေးအေးလိုက်တာဗျာအထဲမှာလည်းမှောင်မဲနေပါလားခံစားချက်ရောအနမ်းတက်ပါမကောင်းဘူးဟာ နှာခေါင်းနဲ့လည်းအပုတ်နဲ့ရတယ်လို့ပဲခွန်လာလည်းစိုးရင်စိမ့်နဲ့ပြောလိုက်ပြီးတော့နန်ယံကိုလက်နဲ့ထိကန်လိုက်ရမှာတော့ကញ្ញင်တိုင်းမီးဒီယာလည်းဟုံကနေဟုံကနေထတောက်လာခဲ့အထင်းမှာစင်မီးတိုင်းနေရှိနေပါလားဘလို့လျှောက်လန်းမှာလည်းအမိုက်တရိုက်တွေမရှိဘဲနဲ့တယောက်ယောက်လှဲချင်းထားသလိုတန့်ရှင်းနေပါလားခွန်လာလည်းအံ့ဩစွာကြည့်နေတဲ့ချိန်အမိုးဘောင်ကနေပစိန်ကြိုက်ထားတဲ့လူတယောက်ဝုံဝင်နေခုံချလာတာပေါ့ဒီနေရာကိုကျိုးကျော်ဝင်ရောက်လာတာဘာလို့လဲဟဲ့ ို့တို့ဟာတင်တို့အန်နီရဲ့ပေးမဲ့သူလည်းမဟုတ်ပါဘူးအထဲမှာရှိတဲ့ဘာပစ္စည်းကိုမှလည်းယူမဲ့သူမဟုတ်ပါဘူးမင်းတရားကြီးကဒီနေရာကိုဝင်ရောက်လာသူမှန်သမျှတုတ်တင်မို့အမိတ်ပေးထားတာကွာသိကြစမ်းကွာပစိန်ကင်ထားတဲ့လူထွားကြီးကလည်းခုံမဲ့ဟန်ပြင်းတဲ့အချိန်မှာခွန်းလာရလဲဩတလောက်မှပြောမှမရရင်လည်းငါလည်းနိုင်တာလောက်ရမှာပဲအဲ့ဒီလိုပြောပြီးတော့လက်ညှိုးနဲ့ထိုးဘေးကိုလည်းဆွဲပြစ်လိုက်တာပေါ့အင်းပေါက်ထားတဲ့လက်ညှိုးနဲ့ဆွဲပြစ်ခံထိတဲ့လူထွားကြီးကလည်းချက်ချင်းကုန်းထထက်မှန်ရန်ပြူကိုဝင်လာခဲ့ ဒီတစ်ခါမှာတော့ခွန်းလာလည်းလေဘင်းကိုစုပ်ကိုင်းနဲ့ဟန် လုပ်ပြီးတော့လေဘုံဆွဲတင်ပြီးတော့မြောက်တင်လိုက်တာပေါ့ငါလည်းဒီလိုမလုပ်ချင်ပါဘူးကွာမင်းကပြောလို့မှမရတာဘူးဒါကြောင့်မလို့ခဏတော့ညင်ညင်လေးနေလိုက်အောင်ခွန်းလာလည်းလွတ်နေတဲ့လက်နဲ့အချုပ်အင်းကိုထုတ်ပြီးပြစ်လိုက်တော့တားဆီးနေတဲ့အဆောင်ရဲ့ခန္ဓာကိုယ်ကနေနိုင်ရံပေါ်မှာပင့်ငူမြင်နဲ့ကတ်လို့ဖြစ်သွားခဲ့တာပေါ့အခုစစချင်းမှတင်အစဉ်ပြေမနေဘူးနော်အေးနောက်ပိုင်းဒီထက်ပိုဆိုးတာကြီးလာမယ်ထင်တယ်ကွာ ဒါပေမဲ့နန်စိတ်နဲ့ပညာပြရတာငါတို့သဘောကျတယ်ကွာ။ဟာကျွန်တော်ရောပဲဗျာသဘောကျ။နှစ်ယောက်သားလည်းမိယောက်နဲ့လဲထိုင်နေတဲ့ရှောက်လန်းတိုင်းဝင်သွားခဲ့တော့ကြောက်ချက်တွေနဲ့ထုစစ်ထားတဲ့လေကားတစ်ခုရှိကိုရောက်ခဲ့တာပေါ့။လမ်းကတော့ဆုံးပြီကွာ။ဒီထဲကိုဆင်းရတော့မယ်ထင်တယ်။အော်လမ်းမှာမရှိတော့တာဆင်းရမှာပေါ့ဗျာ။ခွန်လာလည်းနိုင်ရမှာချိန်ထားတဲ့ကညင်မီးတံကိုဖြုတ်ယူပြီးတော့လေကားအောက်ကိုထိုးကြည့်လိုက်တော့မရေတွက်နိုင်အောင်များပြားလာတဲ့မွေတွေကိုလည်းမြင်တွေ့ရတာပေါ့။ဟာဟေးကောင်ကြီး ဒါမွေတိုက်မလားကွာစင်းလို့ရပါမလားလမ်းတလမ်းမရှိတာလေဒီလမ်းကမသွားရင်သွားဖို့နေရာမရှိတော့အရန်လဲစိတ်မပူပါနဲ့ကျွန်တော်တို့ကနာမည်ရှိတာမွေပေါက်လည်းမသိပါဘူးဗျအေးဒါဖြစ်ရင်လည်းနှစ်ယောက်လုံးတူတူစင်းကြအောင်ကွာမကောင်းတဲ့ခေါင်းသားတို့ကလည်းတီကောင်းလေလို့ရစ်ထွေးနေတဲ့မွေတွေကိုကြော်ခွပြီးစင်းနေတာပေါ့လေကားတွေတွေကိုကြော်ပြီးတဲ့အချိန်မှာတော့အတန်အသင့်ကျယ်ဝန်းတဲ့ခန်းတစ်ခုကိုမြင်တွေ့ရအဆိုပါအခန်းရဲ့တောင်လေးတောင်မှာတော့ပကံခေလက်ရာစစ်တီလေးယောက်ပုံကိုလည်းအင်္ဂရီနဲ့ထုဆက်ထားပြီးတော့ ညနာရီကလည်းခတ်ထန်ကြမ်းကြုတ်တဲ့အသွင်ကိုလည်းစောင့်နေခဲ့တာပေါ့အခုဒီရုပ်ထုတွေကတန်မှန်ရုပ်ထုတွေဖြစ်ပါမလားဩငါလည်းမပြောရဘူးလေကွာရှေ့မှာမြင်နေရတဲ့တကားလေးကိုလည်းဝင်ကြအောင်ကွာမောင်ကောင်းလည်းမြင်နေရတဲ့တကားလေးဝင်ဖို့ခြေလောက်ကိုလှမ်းလိုက်တယ်ရှိသေးတယ်တောင်လေးတောင်မှရှိနေတဲ့ရုပ်ထုလေးရုပ်ကလည်းအသက်ဝင်လာပြီးတော့တိုက်ခိုက်ပါလိမ့်ရအာအကိုသတိထားနောက်မှာခွန်လာလေမောင်ကောင်းကိုဆွဲလိုက်ပြီးတော့နိုင်ရန်တောင်းကိုကတ်သွားခဲ့တယ်လို့လက်ထဲမှာကင်ထားတဲ့မီးတို့ကလည်းလွတ်ကြသွားတာပါ အခွန်းသူတို့ကဘလို့စီရင်လဲမသိဘူးကွာနာကျင်တဲ့တံကိုခန်းစားမိရုပ်ရောနံရောတိုက်ခိုက်လို့ရတဲ့စကောမအတက်နေများလှုပ်ထားတာများလားခွန်းလာရဲ့စကားမဆုံးခင်မှာပဲရုပ်ထုတွေကလည်းလှင်မြန်တဲ့အချိန်နဲ့ပြေးဝင်လာတာပေါ့ဒါဝိမဲ့လည်းအနားမရောက်ခင်မှာပဲတံခွေကင်ထားတဲ့ကလေးနှစ်ယောက်သူတို့ရဲ့ရှေ့မှာပေါ်လာပြီးတော့လက်နက်တွေကိုလည်းဂွေနဲ့လည်းရိုက်ထုတ်ပစ်လိုက်ကြတာပေါ့ဒီကလေးတွေကဘယ်သူတွေလဲအကိုဩခဏလေးပေါ့ तू ။ဟောသူတို့ကဆရာတော်ရဲ့ចောင်းတင်ငန်းကိုစောင့်ကြက်တဲ့ကလေးနှစ်ယောက်မလား။ငေါကောင်းကလည်းဝမ်းသာအားရပြောနေတဲ့ကြီးလေးရမှာအဆောင်လေးယောက်ကြားထဲမှာတော့ဂွေးလှိန်နှန်းစော့ကစားရင်ပြေးလွားနေတဲ့တိတ်ရှိညီနောင်ကိုလည်းမြင်လိုက်ရတာပေါ့။ခွန်လိုက်ငါတို့ထဲဝင်ကြရအောင်။မောင်ကောင်းကလည်းခွန်လလက်ကိုဆွဲပြီးတော့တကားပေါက်ထဲဝင်သွားတဲ့ချိန်သူတို့ရဲ့လေဘင်းတွေပေါ်ကိုလည်းအေးဆက်ဆက်ရှာတတအရာတခုကလည်းလာထိတာခံစားဖျားတဲ့ကိုကျူးကျော်ဝင်ရောက်လာတာဘာလို့လဲဟဲ့ အဲ့ဒီအတန်နဲ့အတူတူမီးထုတ်တွေကင်ထားတဲ့လူတချို့ကလည်းအုံနိုင်ရန်နေပေါ်ကနေထွက်ပေါ်လာခဲ့တာပေါ့မီးလင်းရောင်ကြောင့်ဘေးကိုကြီးလိုက်တော့လေဘင်းတွေကိုဓာတ်နဲ့တိတ်ထားတဲ့ရဲမက်တချို့ကိုလည်းမြင်လက်အချင်းကြီးကလည်းရုပ်ရည်ပြောင်းလဲသွားတာမလို့မောင်ကောင်းတဲ့ခေါင်းလာတော့လည်းအချင်းချင်းကြည့်ကိုလုံအင်းကိုလည်းအသက်သွင်းဖို့အလုပ်မှာတော့သူတို့ကိုထဲခေါ်လာခဲ့ဘာအကြောင်းနဲ့မှထိခိုက်အောင်မလုပ်ရအဲ့ဒီအတန်ကိုလည်းထွက်ပေါ်လာခဲ့တာပေါ့ဒါကြောင့်မလို့ကိုလုံအင်းကိုအသာပြန်ထားပြီးတော့ရဲမက်တွေခေါင်းထဲနောက်ကိုလိုက်သွားခဲ့ လမ်းတစ်လျှောက်မှာတော့လက်ရမြောင်များစွာရေးဆွဲထားတဲ့နိုင်ရန်စီးရေးပကြီးတွေပကံခိဘဘူးရုပ်ထုတွေကိုလည်းတွေ့ကြရတာပေါ့အခွေကောက်တွေပါတဲ့လေကားလေးကိုဆင်းပြီးတဲ့အချိန်မှာတော့ကြောက်သားနဲ့ပြုလုပ်ထားတဲ့တကားချက်ရှိကိုလည်းရောက်ခဲ့ရှေးမှာပါလာတဲ့ရဲမက်တွေကလည်းကြောက်တကားကိုတွန်းဖွင့်လိုက်တော့မျက်စိကျိန်းလူမတက်တောက်ပနေတဲ့ရွှေတဲ့ပစ္စည်းတွေအပုံလိုက်အပုံလိုက်မြင်တွေ့ရတာပေါ့အခန်းထဲမှာတော့လေးဘက်လေးတန်းအနေကြောက်ရောက်နေတဲ့နေလင်းရောက်ကြောင့်ပြုကနေပြက်ကနေတောက်ပနေတဲ့ရွှေသလွန်ပေါ်မှာအင်ရီရသွားထိုင်နေတဲ့အသက်80အရွယ်ဆရာတော်တစ်ပါးကိုလည်းဖူးတွေ့တဲ့ အခုဒီဆရာတော့ဘာလုပ်လဲအေးငါလည်းခုမှဖူးရတာပဲတခါမှတော့မမြင်ဘူးမောင်ကောင်းရဲ့စကားကြောင့်လည်းဆရာတော်ကလည်းပိုးသားလိုနူးညံ့နေတဲ့သင်္ကန်းထဲကနေရွှေရောင်လုံမှုလေးတစ်ခုကိုလည်းထုတ်ယူလိုက်ပြီးတော့ရှေ့မှာချထားလိုက်တာပေါ့တကားလေးတို့မှကိုပြောက်စီတဲ့ဓာတ်လုံးပါလာတယ်မလားအပပါတယ်ဗျာပါလာရင်လည်းဓာတ်လုံးကိုလည်းဒီကလုံဘူးတဲ့ကိုထည့်လိုက်ပါဒါနဲ့ဆရာတော်ကတပီးတော်တို့ကိုစောင့်နေတယ်သူလား အဲ့ဒီဖြည့်သီးရမှတပီတော်လိုလည်းထည့်ပေးပါမယ်ဟုတ်ပါတယ်တကားလေးဇေယတော်ကတကားလေးတို့နှစ်ယောက်ကိုတွေ့ကျင်လို့စောင့်နေတာနှစ်ပေါင်းများစွာကြာရောပေါ့တပီတော်တို့ကိုတွေ့ကျင်လို့ဟုတ်လားဗျာအရှင်ဖျားနဲ့တပီတော်တို့ကဘယ်လိုပတ်သက်နေရလဲဗျာအေးဒီအကြောင်းလေးကိုပြောရရင်တော့တက္ကဋေ926ခုနဲ့နောက်ပိုင်းကာလတွေကနေစပြောရလိမ့်မယ်ဒီဖျားဟုတ်တည်ခဲ့တဲ့နရတုမင်းကလည်းယဟန်ပြိုသူတွေကိုလည်း သူ့ပုံကံမှာကြောက်လုံးတဲ့အတွက်ယဟန်ဒီကိုလူထွက်အောင်လို့နီးမျိုးမျိုးနဲ့ကြံ့စီတာပေါ့မာရုကာမတွေကိုမဝိသင့်တဲ့အဝတ်တွေကိုဝတ်ဆင်ပြီးတော့ဖရာကြောင်းဝင်းအတွင်းထဲမှာကခိုင်းဆူခိုင်းတယ်သူ့ထင်ရတော့ယဟန်ပြိုတွေစိတ်မခိုင်မဲ့လူထွက်မယ်ပေါ့ဒါပေမဲ့လည်းထင်သလောက်ဖြစ်မလာတော့လဲဒီအကြံကိုစွန့်လို့ယဟန်တွေကိုလည်းလေပင်ဓာတ်တင်ချိမ့်ချောက်ပြီးလူထွက်ခိုင်းတယ်တချို့ယဟန်တွေကလည်းလူထွက်အောင်မှာကြောက်လို့တီဟိုပြည်ဘက်ကိုထွက်ပြေးကြတယ်လို့တချို့တွေကြတော့လဲအသက်သာအသေးခံမဲ့ယဟန်ဘွားကနေမထွက်ဘူးဆိုတဲ့စိတ်နဲ့အသေးခံခဲ့ကြတယ် အဲ့ဒီအချိန်ဘုံကြီးကလည်းတီဟိုရောက်နေပေမဲ့တကားလေးတို့နှစ်ယောက်ကတော့မင်းတို့ချင်းမျက်နှုံးနေတဲ့ဒီမီပေါ်မှာကြံရစ်ခဲ့တာပေါ့ဒီမီကိုချစ်တဲ့စိတ်ဒီဒေတာကိုမျက်နှိုးတဲ့စိတ်ယဟန်ဘောကိုမစွန့်လွှတ်ချင်တဲ့စိတ်ကြောင့်လေမင်းတို့နှစ်ယောက်ကယဟန်ဘောကနေပဲနရတူဆိုတဲ့မင်းဆိုမင်းရုပ်ရဲ့တက်ဖြတ်ခြင်းကိုခံခဲ့ရတယ်ကွဒါဆိုတပည့်တော်တို့ဘလို့ရှာတွေ့ကြတာလေ။ဘုန်းကြီးတီဟိုမှာသတင်းသုံးနေတဲ့ချိန်အရှင်အစ္စကောနာရောက်လာခဲ့တယ်လေ အကြောင်းကတော့နနသူဆိုတဲ့မင်းရုပ်လောက်ကြံခဲ့တဲ့ဒိုင်ယာနဲ့တေးပြီးဆိုတာကိုလာပြောပြခဲ့အဲ့ဒီအချိန်ဘုန်းကြီးကလည်းတကားလေးတို့နှစ်ယောက်ကိုရှာဖို့မိန့်ငယ်ပူတာပေါ့ဒါကြောင့်လည်းအရှင်အစ္စကောနာကလည်းတကားလေးတို့နှစ်ယောက်တည်းရည်စူးပြီးတော့ဒီတန်လုံးကိုဖန်တီးပေးခဲ့တာပဲဟိုတပည့်တို့ဓမ္မယံကြီးဖျားရဲလာခိုင်းခဲ့တာကလည်းအရှင်ဖျားပဲလားဟုတ်တယ်တကားလေးဆရာတော်ဥခန္ဓဇောတိကိုလည်းခွင့်တောင်းပြီးတော့တကားလေးတို့ကိုလည်းပို့ခိုင်းလိုက်တာပါ ဒီတိုင်းတာမန်ဆိုရင်တော့ဒကာလေးတို့စိတ်ပေါ်သွားမှဆိုလို့အနောက်ချက်တွေပြီးကိုမိန်လိုက်တာဟိုတပည့်တော်တို့အရှင်ဖျားရဲ့ဘွဲတော်လေးကိုတီးခွင်ရနိုင်မလားဖျားဘုန်းကြီးရဲ့ဘွဲတော်ကတော့ပန့်တကူမထီလို့လဲခေါ်တယ်ဒကာလေးတို့လည်းလောကီလမ်းမှာပေါ့မြောက်အောင်မြင်နိုင်ကြပါစေဆရာတော်ကလည်းမောင်ကောင်းနဲ့ခွန်လာလို့ရဲ့ခေါင်းကိုပုတ်ပြီးတော့လဲဆူတောင်းနေပြီလက်ကိုဝင်ရင်လိုက်တဲ့ဆိုမဲ့လွေထဲပါလာတဲ့ဓလုံးတွေကလည်းလေးဘောကိုပြန်တက်ရွှေရောင်လုံမှုတွေကိုဝင်သွားခဲ့တာပေါ့ တကလေးတော့ပညာသင်စားအရွယ်ဖြစ်လို့လေဒီတက်လုံးကိုဆရာတော်ဥခန္ဓာဇောတိအစီမှာအံ့နံထားလိုက်ပါမယ်။ဟောအရှင်ဘုရားကိုဖူးမြော်ခွင့်ရလို့တပည့်တော်တို့အတိုင်းထက်လုံမယ်ဝမ်းမြောက်မိပါရယ်ဗျာ။သာဓုသာဓုသာဓုခொနည်းရဲ့သာသမီတွေအကျိုးကိုလည်းတည်ဖို့နိုင်ကြပါစီကွယ်။ဆရာတော်ရဲ့သာဓုခေါ်တန်အဆုံးမှာတော့မောင်ကောင်းတဲ့ခွန်လာတို့ရဲ့နန်ယုတ်ကလည်းယုတ်တိရဲ့လွင့်ထွက်ပြီးတော့ခန္ဓာကိုယ်လေးပြန်လည်ဝင်ရောက်ခဲ့တာပေါ့။အကြောက်တရားအလံတရားတွေနဲ့တီထားခဲ့တဲ့ ဓမ္မယံကြီးဖျားလေးကနေပြန်ထွက်လာခဲ့ကြတဲ့မောင်ကောင်းတဲ့ခွန်းလာတော့မိမိရဲ့အတ္တအတွက်လေပြည်သူတွေယဟန်တန်ဃာတွေကိုရဲရဲဆက်ဆက်တတ်ဖြတ်ခဲ့တဲ့နရတုဆိုတဲ့ဘရင်ကိုယုံရှာမုံလိချင်းတွေလည်းတဖွားဖွားနဲ့ပေါ်ပေါက်လာခဲ့တော့တာပေါ့ကျွန်တော်ချန်နယ်ကနေအခုတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့အောင်မြတ်တာနှစ်ကိုပြောက်တလုံးဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်အဲနောက်ထပ်တင်ဆက်ပေးမယ်အောင်မြတ်တာနှစ်ဗျက်ကဆိုတဲ့ ဝိတုလေးမှာလည်းဘလို့စိတ်ဝင်စားဖို့အကြောင်းအရာတွေနဲ့ထုတ်လင့်တင်ဆက်ပေးမယ်ဆိုတာစောင့်မျှော်ကန်စားနားဆင်အားပေးကြပါဦးခင်ဗျာနားဆင်အားပေးကြရတယ်ပရိသတ်များကိုလည်းနောက်ထပ်တင်ဆက်ပေးမယ်အောင်မြတ်တာနှင့်အမောင်ဗျက်ကဆိုတဲ့ဝိတုထဲမှာလည်းပြန်လဲတွေ့ဆုံပါအောင်ပဲခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်